ေကြောင်းထိခိုက်ခဲ့တဲ့နိုင်ငံရေးကျင်းသားတွေကိုမန္တလေးဥက္ကဋ္ဌဝန်ထမ်းတွေကထိန်းချမှုတွေရှိနေတယ်လို့နိုင်ငံရေးကျင်းသားတွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းကသိရပါဗျ။မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင်းဥက္ကဋ္ဌကျင်းထောင်တွေကအဆောင်တချို့နဲ့အမျိုးသမီးစိတ်ဝင်ဆောင်တွေပြိုကျပြက်ရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအင်အားကျင်းသားများကွန်ရက်မှာဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါဗျ။အင်းမစလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလေကြောင်းအဓိကအားဖြင့်မန်လေးဥပိုလ်အချင်းဆောင်ထဲမှာရှိတဲ့ ကျွန်တော်တို့မြို့သမီးဆောင်အဆောင်၁အဆောင်၃ပေါ့နော်ဒီအဆောင်တွေမှာဖြစ်ခဲ့တယ်ပြီးတော့မြို့သမီးဆေးရုံဆောင်တွေမှာလည်းအဆောင်အုံတို့ကြောင့်တွေရှိခဲ့ပါလေဗျာအမျိုးသားဆောင်တွေမှာလည်းအိတ်ဆောင်တွေရောပြီးတော့တိုက်ဝန်း၁ထဲမှာရှိရတိုက်ကြီးပြီးတော့အမျိုးသားလုံးုံဆောင်ကအဆောင်တွေပြိုကျခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပါလေဗျာအင်အားပြင်းကလေးကြောင့်နိုင်ကျင်းအယောက်20အပါဝင်စုစုပေါင်းအယောက်30တည်ဆောင်ခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရရှိသူ280ကျော်ရှိခဲ့ပြီးပျက်စီးမှုကမြေပြင်မှာ ပိုများနိုင်တယ်လို့ဆိုပါတယ်စစ်ကောင်းစီဟာဥပိုလ်ချင်းထောင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုပြင်ပမပေါက်ကြားစေဖို့အချင်းထောင်တွင်ကန့်တက်မှုတွေပြုလုပ်ကာတရင်အမောင်ချနေတယ်လို့ကိုတိုက်ထွန်းကဆိုပါတယ်ကောင်စီရောဂျုံရင်းဌာနရောထောင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုပြင်ပမပေါက်ကြားဖို့ထောင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုထောင်မြေကိုမဖြစ်ပေါ်ဖို့မရောက်ဖို့ အဲဒါတွေအားလုံးကိုတော့သူတို့စနစ်တကျအပေါ်မှာပြေဆိုထားတာကိုတွေ့ရပါတယ်အထူးသဖြင့်တော့အဆောင်တစ်ဆောင်နဲ့တစ်ဆောင်တင်ပို့ဆောင်ခွင့်တွေစကားပြောဆိုခွင့်တွေကန့်တက်ထားတာလူသမီးဆောင်နဲ့မူတော်ဆောင်များမှာအဲစကားပြောဆိုခွင့်တွေအဲပြုဆောင်ခွင့်တွေကိုကန့်တက်တာမျိုးတွေမိသားစုဝင်တွေနဲ့ပြုဆောင်ခွင့်မှာလည်းကြီးလိုက်တန်ရရတဲ့လူတွေကိုမိသားစုဝင်တွေနဲ့ပြေးမတွေ့တာတွေဒါမျိုးတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာအဲဒါလည်းအထူးဌာနရဲ့ထောင်ရင်းကတည်င်းကိုပြန်မမြောက်ဖို့အတွက်တည်င်းမောင်းချထားခြင်းကိုကျွန်တော်တို့တတ်မှတ်ပါတယ်ဗျာစစ်ကောင်စီတပ်က အချင်းထောင်တွင်ငလင်းကြောင့်ထိခိုက်ဒေဆုံးမှုအခြေအနေတွေကိုရည်ရွယ်ချက်ရှိရှိသတင်းဖုံးကွယ်ထားရပြီးငလင်းတန်ခန်းစားထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုလည်းထောင်ပြောင်းဆွေမယ်ဆိုပြီးချင်းချမှုတွေပြင်းပြထန်ထန်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ငလင်းကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခန်းစားထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာထောင်တွင်းစေကူတာမှုလုံလုံလောက်လောက်များရှိတဲ့အပြင်အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ဖိနှိပ်ချင်းချမှုတွေကိုပါခံနေရတယ်လို့နိုင်ငံရေးအကျဉ်းသူများဖွဲ့မှဦးဆောင်တာဝန်ခံမဆူဆူမယုံကပြောပါတယ်။ ်သိဝင်တိုင်းနေရာတကယ်ပေါ့မှောင်ရှာတာရယ်ဒါပြီးရင်မြစ်ကောင်စီရဲ့အဖိအားပေးမှုတွေကြောင့်လည်းဒီအချင်းဦးစီးဝင်တိုင်းနေရာအစားပေါ့နော်ထောင်ထဲမှာနိုင်ငံချင်းလူပြည်သားတွေဖိနေတာမျိုးတွေအာအဲရှိန်ချောက်တာမျိုးတွေလှုပ်ဆောင်ရယ်ဆိုတာလည်းကြားပြရယ်ပေါ့နော်အချင်းဦးစီးဌာနကအချင်းသားတွေတည်ဆုံခဲ့မှုနဲ့ပတ်သက်လို့မိသားစုဝင်တချို့ကိုပဲအတိပေးထားပြီးအင်တာနက်လိုင်းဖုန်းလိုင်းတွေဖျက်တောက်ခံထားရတဲ့ဒေသတွေနဲ့ မနက်နေ့မြို့ကမဟုတ်တဲ့မိသားစုဝင်တွေအနေနဲ့တည်ဆုံကြောင်းသိရှိဖို့ခက်ခဲနေတယ်လို့လည်းသိရပါဗျ။